အသင်းတိုင်းစင်းမှာအီဇန်နဲ့တွဲဖက်ကစားနိုင်ကြောင်း EGTK ဆိုဘောလုံးကြိုက်သူများအတွက်ကျမတို့ရဲ့ဝမ်မီလီယံ channel ကပြန်လည်ကြိုဆိုလိုက်ပါမယ်။ဒီမှာဘူးတိုင်းစင်းမှုဟုကို EGTK ကပွဲပယ်ပြစ်ဒဏ်အနေပြန်လည်လွတ်မြောက်လာပြီးနောက်ဒီနေ့ညကာလာတာစာရေးသင်းနဲ့ကစားမဲ့ချန်ပီယံလိပွဲစဉ်မတိုင်ခင်မှာအသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းရှင်တိုင်းစင်းမှုတဲ့အလန်ဆန်နာအီဇန်နဲ့တွဲဖက်ကစားနိုင်ကြောင်းနဲ့သူ့ရဲ့မပါနဲ့တဲ့အနီးကပ်အတွက်သင်ခန်းစာရရှိခဲ့ကြောင်းပွင့်ရပြောကြားလိုက်ပါရစေ။ ်ပေါင်125တန်တန်တိုက်စစ်မှုတဲ့အီဆန်ရဲ့ရောက်ရှိလာမှုနဲ့ပတ်သက်ပြီးတော့ EGTK ကပြန်ဆိုင်မှုတော့ကိုစိုးရိမ်ခြင်းမရှိပဲဒါဟာအသင်းအတွက်အပေါင်းလက္ခဏာတစ်ခုဖြစ်ကြောင်းဆိုပါတယ်ကျွန်တော်တို့ကကလတ်သင်းကြီးတခုမှကစားနေတာပါတန်းစစ်မှုတယောက်တည်းနဲ့ကစားနေတဲ့အသင်းတသင်းကိုကျွန်တော်မမြင်ဘူးသူဒီမှာရှိနေတာကကျွန်တော်တက်တောင်ကောင်းပါတယ်ကျွန်တော်မှတိုးတက်ဖို့နဲ့တင်ယူဖို့အများကြီးတက်ပါသေးတယ်ကျွန်တော်ကတန်းစစ်မှုနှစ်ယောက်တန်ယောက်တယောက်ထဲရောကစားပူပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နှစ်ယောက်အတူတူတွဲကစားမယ်ဆိုရင်လည်းကစားနိုင်ပါတယ်လို့ EKTK ကပြောပါတယ် ီးခဲ့တဲ့ပတ်ကစောက်တန်တန်းနဲ့ပွဲမှာအနိုင်ကိုသွင်းပြီးအညစ်ချုပ်အောင်ပွဲခံခဲ့တာကြောင့်နှဝတနီနဲ့ထုတ်ပယ်ခံခဲ့ရတဲ့ EGTK ကခရစ်စတယ်ပယ်လီနဲ့ပွဲကိုလဲချော်ခဲ့ရပါတယ်ဒါမပားနဲ့တဲ့လို့ရပါစနေနေ့ရအင်းအားနေအသင်းသားတွေကိုထိုင်ကြည့်နေရတော့နည်းနည်းတော့စိတ်ပြတ်မိပါရယ်ကျွန်တော်အားလုံးကိုတောင်းပန်ပေးပါပြီဒီလိုအဖြစ်အပျက်မျိုးနောက်ထပ်ဖြစ်မှာမဟုတ်တော့ပါဘူးလို့သူအဝင်ခံခဲ့ပါရယ် ပေါင်း86တန်းနဲ့ပြောင်းရွှေ့လာပြီးတဲ့နောက်ရှစ်ပွဲမှာ9ခုအတွင်းတကိုးဖန်နီပေးထားတဲ့ EKTK ကဘီယန်ချီမှာကစားစဉ်ကချန်ပီယံလိမှာအရန်ခုံမှသာအချိန်ကုန်ခဲ့ရပြီးအခုတော့လီဗာပူးနဲ့အတူဒီပြိုင်ပွဲမှာသူ့ကိုယ်သူတက်သေးပြခြင်းနေပါတယ်ပြန်ကြည့်မှာတော့ကျွန်တော်ကလူငယ်တယောက်ဖြစ်ပြီးအရန်ခုံမှာကြည်နေရတာများတယ်။အဲတုန်းကသမိုင်းတက်လျှောက်အကောင်းဆုံးကစားသမားတွေနဲ့တွဲကစားခဲ့ရပြီးသူတို့စီရသင်ကန်းစာတွေရခဲ့ပါတယ်။အခုတော့ဒါကျွန်တော်ချိန်လို့တော့ပြောလို့ရပါတယ်။ ဒီသင်းကိုချန်ပီယံလိမှာအောင်မြင်မှုရအောင်ကူညီဖို့ရောင်းလာခဲ့တာပါအရင်ချိန်ကတည်ယူခဲ့တာတွေကိုပြသပြီးအတင်းအတွက်ခြားနားမှုတွေပြုလုပ်နိုင်စွမ်းရှိကြောင်းတက်တည်ပြချင်ပါတယ်လို့သူကဆိုပါရယ်ဒီနေ့ညတူရကီမြေကခက်ခဲတဲ့ပွဲစဉ်အတွက်လည်းသူကဂလာနာဆိုင်ရဲကွင်းမှာကစားရတာခက်ခဲမှာပါဒါပေမဲ့အချိန်ကြာလာတဲ့မြတ်ကျွန်တော်တို့ပို့ပြီးတော့ကောင်းလာမှာပါကျွန်တော်ယုံကြည်မှုရှိပါတယ်လို့ပြောကြားသွားခဲ့ပါရယ်